ီလိုရနမေကအော့ပဲဖြစ်ပါလေငငယ်လေးကလေးကနောက်ဆုံးအဆင့်သွေးကင်စာယောဂခံစားနေရတော့ပါတင်ရမှာဆိုရင်တငယ်ချင်းတွေကိုသူကဖုန်းဆက်ပြီးတော့ကားပေါ်မှာသူ့ဖုန်းထဲကနံပါတ်တွေကိုတခုချင်းစီဖြတ်နေခဲ့ပါလေသူတေခံဒီမှာတောင်းပန်ပြီးတော့နှုတ်ဆက်ဖို့ပဲဖုန်းဆက်တာပါသူ့ရဲ့ရီစာဟောင်းဝင်နဲ့ဘော့ဆွဲတငယ်ချင်းတယောက်ရဲ့နံပါတ်ပဲကြံတော့တဲ့အချိန်မှာသူရုတ်တရက်တိတ်ဆိတ်သွားပါလေသူတို့အတွက်တော့သူ grind သွားတွေ့တင့်တယ်လို့ခံစားရပါလေ အမေရိကမှာတခြားတနည်းအားဖြင့်တော့ဘော့ကလာပါတဲ့ဘားကောင်မလေးတယောက်နဲ့စကားပြောနေတာကိုတွေ့ရပါတယ်ဘော့ဟာရုပ်ရည်ချောမောပြီးမိန်းကလေးအများအပြားကသူ့ကိုတဘောကြပါတယ်ဘားပိတ်ပြီးရနောက်မှာတော့ off ရုပ်တရက်ဖုန်းဆက်တော့ဘော့ဟာရဲ့အံ့အားတင့်သွားခဲ့ပါတယ်သူတို့မတွေ့တာကြပါပြီ off ကရုပ်တရက်ပြန်ဆက်တွေ့တော့ဘာဖြစ်တာလဲလို့သူကတွေးနေခဲ့ပါတယ် off ကသူ့စီမှာနောက်ဆုံးအဆင့်သွေးကင်ဆာရှိနေပြီးတော့သူတည်ဖို့အတွက်အချိန်သိပ်ပြီးမကြံတော့ဘူးလို့ပြောတဲ့အချိန်မှာဘော့ဟာအံ့အားတင့်သွားတယ်ဆိုတာကိုစဉ်းစားကြည့်နေပါတယ် Bob ကသူတီခန်းကြီးမှာတကခုလှုပ်ရှင်တယ်လို့ထပ်ပြောပါရီးတငယ်ရှင်ရဲ့နောက်ဆုံးဆန္ဒကိုတီးတော့ Bob ကအကူညီဖို့ဆုံးဖြတ်လိုက်ပါရီးရဲ့အနေငယ်ကြမှာတော့ Bob ကအထိုင်းကိုပြန်လာပြီး Obby အင်ကိုတန်းတော့ပါရီးကင်စာကြောင့်သပင်မရှိတော့တဲ့ Obby အခြေအနေကိုတွေးတော့ Bob ဟာစိတ်မကောင်းဖြစ်သွားပါရီး Bob ကတော့သူတငယ်ရှင်နောက်ဆုံးလာတွေ့တာကိုအယံပျော့နေခဲ့ပါပြီးနေရောက်တာလာတာဆောင်မှာစကားဝီပြောကြပါရီးစကားပြောရင်းနဲ့ပဲ Bob ကသူ့ရဲ့ဆန္ဒကဘာလဲလို့မြင်တော့ အော့ကလည်းရိုးရိုးလေးပဲသူ့ရဲ့ရေးစားဟောင်းအဲလီရဲ့ပစ္စည်းတွေကိုပြန်ပေးရှင်ပါရင်းဆရာဝန်ကကားမောင်းလို့မဖြစ်ဘူးလို့ပြောထားလို့ပါဘော့ကိုကူညီဖို့တောင်းဆိုလိုက်ပါရင်းဘော့ကလည်းမျက်ရည်ဝီထိန်ပြီးတော့တောင်းဆိုချက်ကိုလိုက်လျောပြပါရင်းအချိန်ပြောင်းမနေတော့ဘဲနဲ့နေရောက်တာအော့ရဲ့ဖခင်ကွယ်လွန်တူရဲ့ကားနဲ့အဲလီရဲ့အကားတင်တန်းကိုချက်ချင်းပဲတော်ပါရင်းသူ့ဖခင်ကအနမေကြီးဂီတရေဒီယိုကြီးညာသူတယောက်ဖြစ်ခဲ့လို့ခရီးသွားနေစမှာသူတို့ပျော်ရွှင်ဖို့အော့ရဲ့ဖခင်ထုတ်လွှင့်မှု အတန်တွင်သားတာကိုဖွင့်ပြီးနားထောင်ကြပါရင်အဲလီမီအကတင်တန်ရှိကိုရောက်တော့အော့ကအဲလီကိုတွေးဖို့အတွက်ဘော့ကိုကူညီတောင်းဆိုခဲ့ပါရင်သူကရိုင်းတောင်းဆိုမယ်ဆိုရင်အဲလီကမတွေးရှင်မကိုတိနေလို့ပါဘော့ကအဲလီကိုတွေးဖို့အတွက်မသွားခင်မှာအော့ဟာသူ့ရဲ့ယောဂအကြောင်းဘာမှမပြောဖို့ပြောပါရင်သူကအဲလီကိုစိတ်မပူစေချင်ပါဘူးဘော့ကနောက်ဆုံးအဲလီကိုတွေ့ပါရင်အဲလီဖာဘော့ဘာလာပြောတာလဲဆိုတော့တိသွားတော့ငင်းလိုက်ပါရင်သူ့ရဲ့အပြုမှုကိုတွေ့တော့ဘော့ကစိတ်အနှောက်အယှက်ဖြစ်သွားပါပြီ သူကဒရော့ကိုထိမ့်ပြီးတော့တဟာ off ကိုနောက်ဆုံးတွေ့ရမယ့်အချိန်ဖြစ်နိုင်ပါ रे off ကိုတွေ့ဖို့အတွက်အချိန်နည်းနည်းလေးပဲပေးဖို့တောင်းဆိုရှင်တယ်လို့ပြောပါ रे ကန်ကောင်းစွာနဲ့ပဲအဲလီကတောင်းဆိုမှုကိုလက်ခံလိုက်ပါ रे အဲ့ဒီညမှာ off ကအဲလီကို coffee site မှာအချိန်အကြာမတွေ့ရပြီးတော့နောက်ဆုံးတော့တွေ့ရတော့မှာပါဖျားနေတာကိုမတိအောင် off ကစမင်အတုကိုအတုံးပြူပြီးတော့တွေ့ရစမင်မရှိတဲ့ခေါင်းကိုဖုံးထားပါ रे နောက်ဆုံးတွေ့ကြတော့အချိန်နေထူးဆန်းနေခဲ့ပါ रे သူတို့ကြကြ မပြောဖြစ်တာကြောင့်မသူတို့ဟာတစ်ချိန်ကချစ်သူဝေဖြစ်ကြတာကလည်းအချိန်ဒီကိုပို့ပြီးဆိုးစီခဲ့ပါရင်အော့ဖ်ကအဲ့ဒီတွဲဆုံပွဲရည်ရွယ်ချက်ထားသူ့ရဲ့အိတ်ကိုပြန်ပေးရှင်လို့ပါလို့ရှင်းပြပါရင်ဇကာပြောနေနေပဲအဲလေးကရုတ်တရက်ငိုချပါရင်သူကဒီအချိန်ဒီအားလုံးမှာသူ့ကိုတကယ်လွမ်းနေခဲ့တာပါအရင်ကတခြားလူနဲ့တွဲခဲ့ပေမဲ့သူ့ရဲ့ယင်ထဲမှာဆိုရင်အော့ဖ်တယောက်ပဲရှိတယ်လို့ပြောပါရင်အော့ဖ်ကသူ့ကိုငြင်းအောင်ကြိုးစားပါရင်အော့ဖ်ကအဲလီဖာသူမပါပဲနဲ့လေသူ့ရဲ့ဘဝကိုဆက်လက်ပြီးတော့ရှောက်လန်းနိုင်ပါတယ်လို့ယုံကြည်ပါရင်အဲ့ဒီညမှာ ပြန်မတွားခင်သူတို့နှစ်ယောက်နောက်ဆုံးတစ်ခါအတူတူကကြပါရင်အဲလင်းနဲ့ခွဲပြီးရနောက်အော့နဲ့ဘော့ကနောက်အစီအစဉ်တစ်ခုကိုဆွေးနွေးပါရင်အော့ဟာသူ့ရဲ့နောက်ထပ်ရေးစာဟောင်းနူနာကိုတွေးရှင်နေစွာကိုတီတော့ဘော့ကလည်းစိတ်မကောင်းဖြစ်သွားပါရင်တငယ်ရှင်ကသူ့ရဲ့ယောဂကိုကုတဖို့ထက်ရေးစာဟောင်းတွေကိုတွေးရှင်နေကြတာပါအော့ဖ်ကကုတမှုခံယူမယ်ဆိုရင်ပြန်ကောင်းနိုင်မယ်လို့ဘော့ဖ်ကတွေးခဲ့ပါရင်ဒါပေမဲ့အော့ဖ်ဟာသူ့ရဲ့အဖေကလည်းကင်ဆာနဲ့ပဲတီးခဲ့တာပါလို့ပြောပါရင်သူ့အဖေရဲ့နောက်ဆုံးအချိန်မှာသူနဲ့တွေ့ဖို့အတွက်အခွင့်အရေးမရခဲ့လို့ အော့ဖာနောက်တော့ဝေရခဲ့ပါလိကိုချစ်တဲ့လူကထားတော့တာဘလောက်အထိနာကျင်တယ်လဲဆိုတော့ကိုတိလို့အော့ကအရင်အမောင်ကြီးကိုထပ်ပြီးမလုပ်ရှင်မအောင်သူ့ကိုတိတဲ့လူတွေနောက်မှပဲဝမ်းနေစေရှင်တော့မဟုတ်ပါဘူးသူကအတင်းတောင်းဆိုနေတာကိုတွေ့တော့ဘော့ကလည်းကူညီဖို့ဆုံးဖြတ်ပါလိဒါပေမဲ့တာဝေအလုံးပြီးရင်တော့ဓာတုကုထုံခံယူရမယ်ဆိုရင်အခြေအနေနဲ့ပါ Op ကလည်းတဘောတူပြီးသူတို့ချက်ချင်းပဲထွက်လာခဲ့ကြပါပြီ။အဲ့ဒီမနေ့မှပဲ Op နဲ့ Bob ကသူတို့ရဲ့နေရာကိုရောက်လာခဲ့ကြပါပြီ။ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်ပြီးတော့ Nuna ဟာရိုက်ကွင်းအလယ်မှာရှိနေခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့တရုပ်ဆောင်မှုမကောင်းတဲ့အတွက် Driver ကအမြင်တမ်းစုနေခဲ့ပါပြီ။သူတို့ကသူ့ပြီးတဲ့အထိစောင့်ဖို့အတွက်ဆုံးဖြတ်ပါပြီ။ဒါပေမဲ့ခဏကြာမှတော့ Bob ဟာ Op နဲ့တွေ့ဖို့အတွက်စုငင်အောင်လှုပ်ဖို့စိတ်ကူရသွားခဲ့ပါပြီ။ဘော့ကြောင့်ပဲရိုက်ကွင်းကရက်သွားခဲ့ပါရင်ဖះเจ้าထဲမှာနူနာကစိတ်ပြက်နေတာကိုတွေ့တော့ ော့ဖာသူ့ကိုစကားပြောဖို့ကြိုးစားပါလိမ့်။ဒါပေမဲ့သူ့ရဲ့တုံ့ပြန်မှုကအေးတီအေးဆက်ပါ။အော့ကသူ့ရဲ့အောင်မြင်မှုကိုကွန်ပျူရှင်လို့ပါလို့ရှင်းပြပါလိမ့်။သူတို့တွဲတုံးကသူ့ကိုဘယ်တော့မှမထောက်ခံခဲ့လို့တောင်းပန်ရှင်တဲ့အကြောင်းကိုလည်းပြောပါလိမ့်။သူကသူ့ကိုမာယွန်းနဲ့လမ်းစီမရွေးရှဲမိအောင်ကာကွယ်ရှင်ခဲ့တာပါ။ပြီးတော့သူကသူ့ကိုအလားဆုံးရေးစားဟောင်းအဖြစ်တတ်မှတ်တဲ့အနေနဲ့စုဖလားတစ်ခုပေးလိုက်ပါလိမ့်။ ခုနကစကားကိုကြတော့နူနာဟာသူတို့နှစ်ယောက်ပြတ်သွားတဲ့နေ့ကိုပြန်လည်မမ်းမိသွားခဲ့ပါရင်အဲ့ဒီညကအမေရိကမှာနူနာဟာအခန်းထဲမှာတရုတ်ဆောင်အသည့်ရွေးချယ်ပွဲကိုလာရောက်နေတော့ op နဲ့ bob ကရုတ်တရက်ဝင်လာပြီးတော့ရိုက်ကွင်းကိုဖျက်ဆီးကဒရိုက်တာကိုထိုးကျိတ်ခဲ့ပါရင်သူကဒေါတာကိုဖော်ထုတ်ပြီးတော့ငိုပါရင်သူက op ကိုစိတ်ကိုနေခဲ့ပါပြီသူဟာသူ့ကိုအမြဲတမ်းတားမြစ်နေခဲ့ပါရင်အဲ့ဒီရွေးချယ်ပွဲကသူ့ရမင်းသမီးဖြစ်ရှင်တဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အရေးကြီးပါရင်ဒါပေမဲ့ op ကအဲ့ဒီအရာကိုဖျက်ဆီးခဲ့တာပါ ော့ဖာဒရိုက်တာကလိမ့်လေသူပါလို့ရှင်းပြပါရင်အခန်းပိတ်ပြီးတယောက်တည်းရွေးချယ်တဲ့တရားဝင်ရွေးချယ်ပွဲဆိုတာမရှိပါဘူး။ကံမကောင်းစားနေပဲနူနာကသူ့ရဲ့ရှင်းပြချက်ကိုနားမထောင်ရှင်းမောင်းနောက်ဆုံးမှာတော့သူကတားမြစ်ခံရတာကိုမခံနိုင်တော့လို့ပြက်စဲဖို့တောင်းဆိုခဲ့ပါရင်အတိတ်ကအမတ်တရားဝေကိုပြန်လေတရိယာပြန်တော့နူနာကစိတ်ခံစားချက်ပြင်းထန်စွာနဲ့သူ့ရဲ့စုဖလားကိုပြစ်ပေါက်လိုက်ပါရင်သူက off ကိုပားရိုက်ပြီးတော့ရိုက်ကွင်းကိုဆက်လုပ်ဖို့ထွက်သွားခဲ့ပါရင် ော့ဖာဘာရိုက်ခံရပြီးတော့တိတ်ဆိတ်နေုံပဲတတ်နိုင်တော့ပါရင်အဲ့ဒီနောက်မှာတော့နူနာကရိုက်ကွင်းမှာသူ့ရဲ့ခံစားချက်တွေကိုအကုန်လုံးဖော်ထုတ်လိုက်ပါရင်နူနာဟာသူ့ကိုတွေ့ရတာမပြောပေမဲ့အော့ကသူ့ကိုနောက်ဆုံးအချိန်တွေ့ခွင့်ရလို့ဂျေဆုတင်ပါရင်သူ့ကိုတောင်းပန်ဖို့မအောင်မြင်ပေမဲ့အနည်းဆုံးတော့နူနာမာယွန်းနဲ့လမ်းကိုမရွေးချယ်မိအောင်လုပ်နိုင်ခဲ့ပါရင်အဲ့ဒီညနေမှာအော့ကိုဖျော်ဖြေဖို့ဘော့ကဘာမှတောက်ရံခေါ်တော့ပါရင်တငယ်ရှင်းတာအဲ့ဒီကစွဲထုံးမလေးကိုစားနောက်နေတာတွေ့တော့တငယ်ရှင်းအနေနဲ့အော့က အဲ့ဒီလိုမနောက်ဖို့ပြောပါလိသူကဘဝကိုအလေးအနက်ထားပြီးတော့လက်ထပ်မဲ့မိမရှာဖို့ပြောရှင်ခဲ့ပါလိစကားပြောနေပေစွဲထုံးမလေးကသူတို့အမထားတာဝီကိုလာဖို့ပါလိပလင်းထဲမှာမွေရှိတာကိုတွေ့တော့သူတို့ကအံ့အားသင့်သွားခဲ့ပါပြီဒါပေမဲ့အနောက်ဆုံးတောက်လိုက်ကြပါလိပလင်းတစ်ခုလုံးတောက်ပြီးတော့ဘော့ဟာအင်တာထဲမှာအံပါလိ ပြီးတော့အထဲမှာ off တွေးအံ့ပြီးမိလဲတွားတာကိုတွေးတော့သူအံ့အားတင့်သွားခဲ့ပါရင်ထိတ်လန့်ပြီးဘော့ဖာသူ့ကိုအလင်းအမြန်ဇေယုံစီခေါ်သွားပါပြီသူ့ရဲ့အကောင်းဆုံးတင်ငယ်ရှင်အားနည်းစွာလဲနေတာကိုတွေးတော့သူ့ရဲ့နှလုံးသားကအရန်ကိုနာကျင်ခဲ့ပါရင်နောက်တနေ့မနေ့မှာ off အတွက်ဈေးစာရဖို့စောင့်နေတော့ off ဟာသူ့ရဲ့အခန်းကနေထွက်သွားတာကိုတွေးတော့ဘော့အံ့အားတင့်သွားခဲ့ပါရင်သူဟာဇေယုံကနေထွက်ပြေးရှင်တယ်လို့ပြောပါရင်ဒီတစ်ခါမှာသူ့ရဲ့နောက်ထပ်ရီးစာဟောင်း drone ကိုတွေးရှင်လို့ပါ off ကထွက်သွားဖို့အတင်းပြောတော့ ဘော့ကလည်းသူ့ကိုလိုက်လျောဖို့ပဲတတ်နိုင်တော့ပါရင်မိုးတက်တဲမဲမဲထဲမှာသူတို့ကနောက်ဆုံးရွန်ရဲ့အိမ်ကိုရောက်သွားကြပါပြီ။ဒါပေမဲ့ဖုန်းဆက်တော့ရွန်ကသူ့နိုင်ငံခြားမှာရှိတယ်လို့ပြောပါရင်ရွန်လိမ့်နေတာကိုတိတော့ဘော့ကလည်းပဒင်းပေါက်ကနေချောင်းကြည့်လိုက်ပါရင်မျောလင့်ထားတယ်လို့ပဲရွန်မှာအထဲမှာရှိနေတာကိုတွေ့ရပါရင်ပြီးတော့သူက offer သူ့ကိုတွေးဖို့အတွက်အဝေးကြီးကနေလာခဲ့တာပါလို့ပြောပါရင်ဒါကသူတို့ရဲ့နောက်ဆုံးတွေးဆမှုဖြစ်နေပါတယ် off ကိုတွေးဖို့အတွက်အချိန်နည်းနည်းလေးပဲပေးဖို့တောင်းဆိုရှင်တယ်လို့ပြောပါရင်တမကောင်းစွာနဲ့ပဲ room ကငင်းဆိုပါရင် ငိုရင်းနဲ့ပဲသူဟာနောက်ကျသွားပြီလို့ပြောပါရင်သူကလက်ထပ်ပြီးတော့ကလေးဝင်လေရှိပြီး off နဲ့သူ့ရဲ့အသိကိုမမှန်းမိရှင်တော့ဘူးလို့ပြောပါရင်ဒီရှင်ပြချက်ကိုကြာတော့ Bob ကသူ့ကိုနားလေဖို့ကြိုးစားပြီးထွက်သွားဖို့ဆုံးပြပါရင်အဲ့ဒီညနေမှာ off နဲ့ Bob ကတဲခုခံတစ်ခုကိုတွားကြပါရင် Bob ဟာကားပေါ်မှာဟိုတယ်အခန်းကိုဇင်းသွင်းဖို့ဝင်သွားတော့ off ဟာသူ့အဖေရဲ့နောက်ဆုံးရေဒီယိုထုတ်လွှင့်မှုကက်ဆက်ကိုဖွင့်ပြီးသူ့အဖေရဲ့ပုံကိုကြည့်နေပါရင် သူ့အဖေရဲ့နောက်ဆုံးအချိန်မှာသူ့ကိုမတွေ့ရှင်တော့သူ့အဖေရဲ့နှလုံးသားဘလောက်အထိနာကျင်ရတယ်လဲဆိုတာကိုသူရုတ်တရက်တဘောပေါက်သွားခဲ့ပါရင်သူ့အဖေရဲ့နောက်ဆုံးရေဒီယိုထုတ်လွှင့်မှုစကလုံးတိုင်းကိုနားထောင်ရင်းနဲ့ပဲမျက်ရည်ဝီကိုထိန်းထားခဲ့ပါရင်နောက်နေ့မနေ့မှာသူတို့နှစ်ယောက်အော့ပြက်အဖေတင်ချိုင်းကိုတွားပါရင်ပြီးတော့အော့ပြက်အဖေပြကိုယူပြီးတော့အင်ကိုပြန်လာကြပါရင်တရားကိုဖြတ်တော့အော့ကသူ့အဖေအတွက်ဆုတောင်းပြီးသူ့ရဲ့ပြကိုကျေးချလိုက်ပါရင်သူ့ရဲ့ဖုန်းထဲကနံပါတ်အလုံးကိုဖြတ်ပြီးတော့ဘောပြက်နံပါတ်ပဲကျန်တော့တော့ပါခရီးသွားနေတော့ ဘော့ကရုတ်တရက်အော့ကိုသူ့ရဲ့ငယ်ဘဝအိမ်စီခေါ်သွားရှင်တယ်လို့ပြောပါရင်းသူကအိမ်ကိုမပြန်တာ10နှစ်ရှိပါပြီဒါကြောင့်အော့ကလည်းတဘောတူပြီးသူတို့ကချက်ချင်းကိုတွားကြပါရင်းအဲ့ဒီညမှာဘော့ကစင်ကန်ဟိုတယ်မှာတဲနေတာကိုတွေ့တော့အော့အန်အာတင့်သွားခဲ့ပါရင်းဒါပေမဲ့ပြောရမယ့်အစားဘော့ကဝမ်းနေနေပုံရပါရင်းသူက10နှစ်အကြာအထက်တန်းကျောင်းတက်နေတုန်းကအမတ်တရားဝေကိုပြန်လဲတတိယပါရင်းအဲ့ဒီတုန်းကမုတ်ဆိုးမှဖြစ်နေတဲ့သူ့အမေဟာချမ်းတာတဲ့လူတစ်ယောက်နဲ့ပြန်ပြီးလက်ထပ်ခဲ့ပါရင်းသူ့အမေစီမှာကလေးရှိနေပြီးဆိုတော့ကိုမသိအောင် ဘော့မ်နဲ့သူ့အမေကမောင်နှမလိုမျိုးဟန်ဆောင်ခဲ့ရပါတယ်သူအမေကသူ့ရမိသားစုအစ်စ်နဲ့ဓာတ်ပုံရိုက်တာကိုမြင်တော့သူဟာဝမ်းနေမှုကိုထိန်းထားနိုင်ခဲ့ပါတယ်။ဓာတ်လီကားပေါ်တက်တော့ off ကဘားကိုခေါ်သွားပြီးသူ့ကိုအားပေးဖို့ကြိုးစားပါတယ်။ bob လုတ်ပြီးတဲ့အချိုကြီးကိုနောက်ဆုံးတစ်ခေါက်မီးဆန်းရှင်လိုပါဟိုတယ်ဘားမှာ bob က off ရဲ့ရီစာဟောင်းတွေရဲ့ဆက်လက်အရာ အထူးလုပ်ထားတဲ့အချို့ရီ၃မျိုးကိုဖျော်ပြပါရီအချို့ရီအားလုံးကိုမြည်ဆန်းပြရန်တော့ offer ဘော့ဘအတွက်အထူးမိမတယောက်ဖျော်ပြခဲ့တဲ့အထူးအချို့ရီတစ်ခွက်ကိုလုတ်ပေးဖို့တောင်းဆိုပါရီသူကတော့ဘာမှဘော့နဲ့တွေ့ခဲ့တဲ့ brand ပါ off ပြောတာကိုကြတော့ဘော့ကတိတ်ဆိတ်သွားခဲ့ပြီး brand နဲ့ပထမဆုံးတွေ့ခဲ့တဲ့နေ့ကိုပြန်လည်အမတ်ရပါရီအဲ့ဒီညတော့ကသူ့အမေရဲ့မင်္ဂလာပွဲအပြီးမှာဘော့ကစိတ်ကိုတည်ငြိမ်စေဖို့ဘားကိုတွားခဲ့ပါရီ brand ဟာသူ့ရဲ့အချို့ရီကိုဖျော်နေတော့မှပဲသူကသူ့ရဲ့အလားနဲ့ခ ्यू ဆိုင်မှုကိုအံ့အားတင့်သွားခဲ့ပါရီသူကရုတ်တရက်သူ့ကိုချစ်သွားခဲ့ပါရီ အဲ့ဒီတွေးဆမှုဖြစ်ပြီးကြတဲ့ကသူတို့နဲ့ဟာနေတိုင်းလို့လို့အတူတူအချိန်ကုန်ပါလိဘာမှဆိုရင်တ냐မှာပရမ်ကအမေရိကကိုတွားပြီးတော့ဘာတန်တာတယောက်ဖြစ်ဖို့အတွက်အများကြီးလေးလာရှင်တယ်လို့ဘော့ကိုပြောပါလိသူကသူ့ရဲ့ကိုပိုင်ဘာကိုဖွင့်ဖို့အတွက်အိမ်မက်ရှိပါလိသူကအဲ့ဒီဘာကို1 for the rock ဆိုပြီးနာမည်ပေးမှာပါဘော့ကသူ့ရဲ့အိမ်မက်ကိုထောက်ခံပြီးတော့သူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်တဲ့အထိသူနဲ့အတူလိုက်ပါမယ်လို့ကတိပေးခဲ့ပါလိသူတို့ရဲ့ဆက်စင်ကြီးကနေ့တိုင်းနီးစပ်လာခဲ့တာပါနောက်ဆုံးမှာပရမ်ကသူ့ထက်အတက်ကြီးပေမဲ့ Bob ကသူ့ရဲ့ခံစားချက်တွေကိုဖော်ထုတ်ဖို့ရရဝတ်နဲ့လုပ်ခဲ့ပါပြီ။ကံကောင်းစွာနဲ့ပဲ Pram ကလည်းသူ့အပေါ်မှာခံစားချက်အတူတူရှိခဲ့ပါပြီ။သူတို့နေရာအဲ့ဒီနေ့မှာတရားဝင်တွဲခဲ့ကြပါပြီ။နောက်တနေ့နေ့လယ်မှာတော့ကမ်းခြေမှာ Bob ကသူ့အမေဟာသူ့ကိုအမေရိကမှာပညာသင်ဖို့ပို့ရှင်တယ်လို့ Pram ကိုပြောပါပြီ။ငိုရင်းနဲ့ပဲ Bob ကသူ့ရဲ့စိတ်ပျက်မှုအလုံးကိုဖော်ထုတ်ခဲ့ပါပြီ။သူကအဆုံးပြည့်ခံရတဲ့ကလေးတယောက်လိုမျိုးခံစားနေရတာပါ သူ့အမေဟာချမ်းသာတဲ့လူတစ်ယောက်နဲ့လက်ထပ်ပြီးကြတဲ့ကသူ့ရဲ့ဘဝဟာကြွရချမ်းသာလာပြီးမဲ့သူ့ရဲ့အသွင်းစိတ်မှာသူကခံစားနေရပါလိမ့်ဘရမ်ကသူ့ကိုတင်ငင်အောင်ကြိုးစားပြီးတော့ဒါကအကောင်းတဲ့အခွင့်အရေးဖြစ်တဲ့အတွက်အခွင့်အရေးယူဖို့ပြောပါလိမ့်အဲ့ဒီမှာခံစားနေရမယ့်အစားဘရမ်ကသူ့မှာအမေရိကကိုတွားဖို့လုံလောက်တဲ့ငွေရှိတယ် ဒါကြောင့်သူတို့နေအမေရိကကိုပြောင်းပြီးတော့ Attitude Nation တယ်လို့ပြောပါရင်း Prime ရဲ့စကားကိုကြားတော့ Bob ကလည်းစိတ်သက်သက်ရရသွားခဲ့ပါရင်းလက်ရှိအချိန်ကိုပြင်အောင်တော့ Offer ဘာကြောင့်များရုတ်တရက် Prime အကြောင်းပြောတာလဲလို့မိပါရင်း Off က Bob ကိုထိုင်းကိုပြန်လာဖို့အတွက်ပြောရတဲ့သူ့ရဲ့အမန်တကယ်ရည်ရွယ်ချက်ကသူ့ရဲ့ရည်စားဟောင်းတွေကိုတွေးဖို့အကူအညီတောင်းဖို့တင်မဟုတ်ပါဘူး။သူ့တငယ်ရှင်အနေနဲ့သူချစ်တဲ့မိမနဲ့ပြန်တွေ့နိုင်ဖို့လဲကူညီရှင်လို့ပါလို့ရှင်းပြပါရင်းပြီးတော့ Off က Brand နဲ့ပထမဆုံးတွေ့ခဲ့တဲ့နေ့အကြောင်းကိုပြောပြပါရင်း အဲ့ဒီညကအမေရိကကစားတောက်ဆိုင်တစ်ခုမှာ offer brand အလုတ်လာလောက်တာကိုပထမဆုံးမြင်တော့သူကရုတ်တရက်သူ့ကိုချစ်သွားပါရင်သူ့စီမှာရေးစားရှိနေပြီဆိုတော့တိပိမဲ့သူက queue မဆိုင်ပဲသူ့ကိုနှီးဆဖို့ဆက်စူးစမ်းခဲ့ပါရင်အလုတ်ပြီးတဲ့တညမှဆိုရင်တော့ off ကသူ့တငယ်ရှင်ရဲ့ဘာမှဘာတနာတယောက်ကိုခေါ်နေတယ်လို့ brand ကိုပြောပြပါရင် brand ကဘာတနာအတွေ့အကြုံရှိတာကိုတိလို့သူကအဲ့ဒီမှာရှောက်ဖို့အကြံပြုခဲ့ပါရင်ကံကောင်းစွာနဲ့ပဲသူဟာအလုတ်ရသွားခဲ့ပါရင် က်မကောင်းစွာနဲ့ပဲအလုံးနှစ်ခုလုတ်ပြီးအချိန်ပိုလေးလုတ်ရတဲ့အတွက် Bram ကသူ့ရဲ့ချစ်သူ Bob အတွက်အချိန်မရှိပါဘူး။သူတို့နှစ်ယောက်ရဲ့ဆက်စိမ်းဟာတင်းမာလာခဲ့ပါရင်တင်ရမှာ Bram ကအဲ့တဲ့ဝီကိုဝန်ဆောင်မှုပေးနေတော့ Bob ကရုတ်တရက်စားတောက်ဆိုင်ကိုရောက်လာပါရင်သူ့ရဲ့ချစ်သူကိုအဲ့တဲ့ကစားနောက်နေတာမြင်တော့စိတ်အနှောင့်အယှက်ဖြစ်သွားပါရင်ပြီးတော့သူကစိတ်ကံစားချက်ပြင်းထန်စွာနဲ့ Bram ရဲ့အကောင့်ထဲကိုငွေလွှဲပြလိုက်ပြီးငွေအများကြီးရှိတာကိုပြပါရင် ပြီးတော့သူကအဲ့ဒီလောက်ငွေကိုဘဲကနေရတာလဲလို့မြေပါရင်သူကစပွဲထိုးမလေးတရားအနေနဲ့အဲ့ဒီလောက်ငွေကိုမရနိုင်ပါဘူးနောက်ဆုံးမှာတော့ပရမအဲ့ဒီငွေက Bob ကိုအမေရိကစီသွားဖို့အတွက်စီယုံနိုင်လို့ Bob ရဲ့အမေစီကပေးတာပါလို့ယူသားစွာပြောလိုက်ပါရင် Bram ဟာတောင်းပိုင်နေပဲငိုပါရင်သူကအမေရိကကိုသွားနိုင်ဖို့အဲ့ဒီငွေကိုယူရန်အတင်းကျပ်ခိုင်းစေခံရတာပါ Bob ကအဲ့ဒါကိုကြားတော့အံ့အားသင့်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲသူတို့ကပြက်စဲဖို့အတွက်ဆုံးဖြတ်လိုက်ကြပါရင် Bram စီမှာနေစရာမရှိတော့လို့ အော့ပြတိုက်ခမ်းမှာဝင်အိတ်ခဲ့ပါရီသူကစားတောက်ဆိုင်ကနေလည်းလှုပ်ထွက်ပြီးတော့ဘာမှအလုံးလို့ဖို့အာယုံဆက်ရန်ရွေးချယ်လိုက်ပါရီတဖက်မှာလည်းဘော့ကဘရမ်ကိုစိတ်ပြတ်ပေမဲ့ပြန်တွေ့ရှင်တယ်လို့မျိုးညအတိုင်းစားတောက်ဆိုင်တလျှောက်မှာအမြဲတမ်းအရက်မူးနေတတ်ပါရီတလကြာတညမှာဆိုတော့ဘရမ်ကဘာသနာပြိုင်ပွဲတစ်ခုရှိပါရီသူပြင်စင်နေတော့မှာပဲအော့ကသူ့ရဲ့ခံစားချက်တွေကိုဖော်ထုတ်ဖို့ရဲရဝတ်နဲ့လှုပ်ခဲ့ပါရီဒါပေမဲ့သူကသူ့ကိုငြင်းလိုက်ပါရီဘော့နဲ့ပြတ်သွားပေမဲ့သူ့ရဲ့အသွင်းစိတ်မှာဘော့ကိုချစ်နေစေပဲဖြစ်ပါရီ offer သူ့ကိုစိတ်ပြတ်သွားခဲ့ပါရင်သူကသူ့အတွက်အမြဲတမ်းရှိနေပြီးတော့သူ့ကိုထောက်ခံခဲ့တာပါဒါပေမဲ့သူကသူ့ရဲ့နှလုံးသားထဲမှာ Bob ကိုအစားမထိုးနိုင်ခဲ့ပါဘူး ပြီးတော့ Bram ကဒီအချိန်ဒီအားလုံးမှာ off ကိုတငယ်ရှင်တယောက်ထက်ပို့မတွေးခဲ့ဘူးလို့ပြောပါရင်သူ့ရဲ့အချစ်ကိုငင်းပယ်ခံရပြန်တော့ off က Bram အလုံးလုံးခဲ့တဲ့စားတောက်ဆိုင်တစ်လျှောက်မှာစိတ်ဆိုးနေတဲ့ Bob ကိုတွေးဖို့တွားခဲ့ပါရင် Bob က Bram လိုမျိုးမိမမျိုးနဲ့မထိုက်တန်ဘူးလို့ခံစားရတဲ့အတွက် offer pronunci မှာရီစာအစ်စ်ရှိတယ်လို့သူ့ကိုလိန်လိုက်ပါတယ်အဲ့ဒါကိုကြားတော့ bob ပို့ပြီးစိတ်ဆိုးသွားခဲ့ပါတယ် သူကအဲ့ဒီကနေအရက်မူပြီးစိတ်ပြက်စွာနဲ့ထွက်သွားပါရင်အစပိုင်းမှာ off က Bob ကိုတွေ့ရတာကျင်နာပါရင်ဒါပေမဲ့အဘူတာယုံမှာ Bob လူတွေကရန်နဲ့ခံနေရတာကိုတွေ့တော့သူ့ကိုစိတ်မကောင်းဖြစ်ပြီးကုညီဖို့အလင်းအမြန်ပြေးသွားပါရင်အဲ့ဒီဖြစ်ဖြစ်ပြီးကတည်းကသူတို့နှစ်ယောက်တငယ်ချင်းတွေဖြစ်လာပြီး Bob ဟာ off ကိုတွေ့ရတိုက်ခမ်းမှာအတူနေဖို့ဖိတ်ခေါ်ခဲ့ပါရင်ဒါပေမဲ့အချိန်လေးကြာလာတော့ Pram ကိုမမေ့နိုင်သေးတဲ့ Bob ဟာပြောင်းလဲသွားပါရင်သူကအမြဲတမ်းပျော့ပါပြီးမိန်းကလေးတွေပြောင်းနေခဲ့ပါရင်ပြီးတော့နေ့တိုင်းလိုလိုအရက်မူပါရင်တငယ်ချင်းအနေနဲ့ ော့ကသူ့ကိုလုခဲ့တော့ရဲ့အတွက်အပြစ်ရှိတယ်လို့ခံစားရပါပြီသူကသူ့ရဲ့တငယ်ချင်းဘဝကိုဖျက်ဆီးခဲ့ပါပြီဒါပေမဲ့သူကယူတာပြီး Bob ကိုအားလုံးပြောပြရှင်းပေမဲ့ Bob ကပို့ပြီးစိတ်ပြက်ကဝမ်းနဲ့တွားမကိုကြောက်လို့လိုအပ်ချက်ကိုထိမ့်သိမ့်ရအတင်းအကျပ်လုခဲ့ပါပြီဘာမှဆိုရင်အော့ပြဝန်ခံချက်အားလုံးကိုကြားပြီးရနောက် Bob ကတကယ်ကိုစိတ်ပြက်သွားပါပြီသူကအမြဲတမ်းတငယ်ချင်းကောက်လို့တတ်မှတ်ခဲ့တဲ့လူဟာသူ့အရန်ချစ်ရတဲ့မိမကိုခိုးယူဖို့အတွက်စူးစမ်းလိုက်မယ်လို့မမျှော်လင့်ခဲ့ပါဘူး အော်ကတောင်းပန်ပြီး Bob ကို Pram ရဲ့လိပ်စာအစ်စ်ကိုပဲပေးနိုင်တော့ပါပြီ။ Pram ကဘန်ကောက်ကိုပြောင်းသွားပါပြီ။သူက Bob သူ့ကိုတွေ့လိမ့်မယ်လို့မျှော်လင့်ခဲ့ပါပြီ။ဒါပေမဲ့သူကစိတ်ပြတ်နေပြီဖြစ်လို့ Bob က Off ကိုထွက်သွားကသူ့ရဲ့အရှိမပဲတော့မှပြန်မပေါ်လာဖို့ပြောလိုက်ပါရင်အဲ့ဒီညမှာပဲ Bob ဟာအမေရိကကိုပြန်သွားပါရင်အမေရိကမှာသုံးလကြတော့ Bob ကသူ့ရဲ့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးနေတော့မှပဲသူ့အမေက Off ထားခဲ့တဲ့ဖုန်းတစ်လုံးကိုလာပြီးပြီး Off ဆုံးသွားပြီလို့ပြောပါရင် ဘော့ကအနာကျင်မှုကိုထိန်းထားနေပဲအံ့အားတင့်သွားခဲ့ပါရင်စကားပြောနေနေပဲသူ့ရဲ့သားကိုကြည်ကအမေကအတိတ်ကသူ့ရဲ့အပြစ်တွေအတွက်တောင်းပန်ပါရင်သူ့အမေကလည်းနှုတ်ဆက်ပြီးထွက်သွားတော့ဘော့ဟာသူ့ရဲ့နဘေးမှာမရှိပဲသူ့တကယ်ရှင်ဆုံးသွားတာကြောင့်စိတ်မကောင်းဖြစ်ကြံခဲ့ပါရင်အဲ့ဒီညမှာဘော့ကထိုင်းကိုပြန်ဖို့ဆုံးပြပါရင်လေးစိတ်ကိုတွားတဲ့လမ်းမှာတိုက်စီအထဲမှာဆိုရင်သူ့အမေကအစောပိုင်းပြီးခဲ့တဲ့ဖုန်းထဲမှာရှိအတန်ဖန်ထားတာကိုဖွင့်ပြီးနားထောင်ပါရင်အတန်ဖန်ထားတဲ့အထဲမှာဆိုရင် off ကသူ့ရဲ့နောက်ဆုံးစကားကိုပြောနေတာကြားရပါရင် သူကသူရခဲ့မှုတဲ့အကောင်းဆုံးသင်ငယ်ရှင်ဖြစ်တဲ့အတွက် Bob ကိုကျေးဇူးတင်ပါတယ်ဘော့ကပျော်ရွှင်ပြီးပရမ်နဲ့တွေ့ဖို့သူ့ရနောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်လို့လည်းမျှော်လင့်ပါရင်းနောက်နေ့မနေ့မှာထိုင်းကိုရောက်တော့ဘော့ကပရမ်ရဲ့ဘားကိုတန်းပြီးသွားပါရင်းပရမ်ကသူတကယ်ချစ်ရတဲ့လူသူ့ရမျက်စိအရှိမပေါ်လာတာကိုတွေ့တော့မျက်ရည်ဝေကိုထိမ့်ဖို့ကြိုးစားပါရင်းပြီးတော့ဘော့ကသူ့အတွက်အမြဲတမ်းဖြိုးပြီးတဲ့အထူးအချို့ရဲ့သခွက်ကိုမာရှင်တယ်လို့ပြောလိုက်ပါရင်း